တရင်ပြည်သက်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချန်နယ်မှာဒီကနေ့အော်တိုဘောလာ3ရက်နေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါရယ်ခင်ဗျာပြမအုံဆုံးတင်ဆက်ပေးမယ့်တရင်ကတော့အုပ်ဖူမြို့နယ်ကျူကိုပင်ရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကို၄ချိန်ကြားဖြတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှ9ဦးသေဆုံးဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ပဲခူးတိုင်းအုပ်ဖူမြို့နယ် ကျုပ်ကိုပင်ရွာကိုစစ်ကြောင်းထိုးလာတဲ့အကြံဖတ်စစ်တပ်ကို၄ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်မှ9ဦးသေဆုံးခဲ့ကြောင်းတာယာဝရီခရင်ပကဖတ်တရေးတာဝန်ခံရဲဘော်ဒီမွန်ကပြောဆိုပါတယ်စက်တင်ဘာလ30ရက်နေ့မှာအုပ်ဖို့မြို့ပေါ်မှာကျုပ်ကိုပင်ရွာကိုစစ်ကြောင်းထိုးရန်ရောက်ရှိလာတဲ့အင်အားတရာကျော်ပါစစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့တွေကလိုက်လံပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ယင်းထိတွေ့တိုက်ပွဲတွေဟာအော်တိုဘာလ1ရက်နေ့ည9:00နာရီအထိ၄ကြိမ်ဖြစ်ပွားခဲ့ပြီး အကြံဖတ်စစ်တပ်ဘက်မှ9ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူများပြားတဲ့အတွက်ကြောင့်စစ်တပ်စစ်ကြောင်းကညာရင်းချင်းပဲအုတ်ဖို့မြို့ပေါ်ကို ပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရပါတယ်။စစ်ခွေးတွေကစက်တင်ဘာလ30ရက်နေ့မှာအုတ်ဖို့မြို့နဲ့ကြိုကိုပင်ရွာကိုအင်အားတရာကျော်နဲ့စစ်ကြောင်းထိုးလာတာပါ။တိုက်ပွဲကတော့၄ချိန်ဖြစ်ပွားခဲ့ပါတယ်။အော်တိုဘလ1ရက်နေ့ည9:00နာရီထိထိတွေ့တိုက်ပွဲတွေဇက်တိုက်ကိုဖြစ်ပွားခဲ့တာ တိုက်ပွဲအတွင်းမှာစစ်ခွေးတွေဘက်က9ဦးသေဆုံးပါတယ်။စစ်ခွေးစစ်ကြောင်းကတော့မရှိတော့ဘူး။ အတိနာပြီးတော့အုပ်ဖို့မြို့ကိုမနေ့ကညရင်းချင်းပြန်လဲစုခွာသွားတယ်လို့တာယော်ရီခင်ပကဖတရေးတာဝန်ခံရဲဘော်ဒီမွန်က ပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုတာယော်ရီခင်ပကဖတိုက်ခိုက်ရေးတပ်ခွဲ3တာယော်ရီခင်ပကဖဒရုန်းတပ်ဖွဲ့တရင်383တက်တခွဲကကျုပ်ပင်ကောက်ဟီရိုပျောက်ကြားတက်ဖွဲတရင်383တက်တခွဲလီအုပ်ဖို့မြေအောက်ပျောက်ကြားတက်ဖွဲတရင်383တက်တခွဲကတာယော်ရီခင်တရင်383တက် တက်ခွေးချောက် Black Dragon GBG PDF နဲ့ဇီကုံမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လိုင်းရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဗမော်မား KNA ပူးပေါင်းတပ်ကလက်လွတ်လိုက်ရတဲ့စစ်တပ်စခန်းအချို့ကိုပြန်လည်သိမ်းပိုင်းတိုက်ပွဲတွင်စစ်တပ်ဘက်မှတိုက်စုံးမှုများပြားပြီးတိုက်ပွဲများဆက်လက်ပြင်းထန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ကချင်ပြည်နယ်ပမော်မြိုသိန်းတိုက်ပွဲမှာ KNA ပူးပေါင်းတပ်ကလက်လွတ်လိုက်ရတဲ့အကြမ်းဖက်စစ်တပ်ရဲ့တက်စကန်တချို့ကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း KNA ရှေ့တန်းသတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနကိုပြောဆိုပါတယ်စက်တင်ဘာလ24ရက်နေ့မှာပမော်မြို့မှာရှိတဲ့၃မိုင်စခန်းရွှေပြည်တော်စခန်းနဲ့ KBC ဖျားကြောင်ကုန်းတို့ကိုအကြမ်းဖက်စစ်တပ်ရဲ့ MS-17 တပ်မတော်စစ်တပ်ရင်မဆရရနဲ့အမှန်ငါဆက်သွယ်ရေးတပ်တို့ကစစ်ကြောင်းနှစ်ကြောင်းနဲ့ဒုစစ်စင်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့် KNA ပူပေါင်းတပ်ဖွဲ့များကစုခွာပေးခဲ့ရကြောင်းသိရှိရပါတယ်။အဲဒီလိုစုခွာပေးလိုက်ရတဲ့စကန်ကုန်၃ခုကို KNA ပူပေါင်းတပ်ဖွဲ့ကဒံပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာအော်တိုဘာလာတရက်နေ့ညနေပိုင်းမှာပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးစစ်တပ်ဘက်မှ90ကျော်သေဆုံးကအများပြထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ဗမော်မဆန်ရ7နဲ့စတရ5ဘက်ကစစ်ခွေးတွေစစ်ကြောင်း2ကြောင်းနဲ့ဒုစစ်ဆင်တိုက်ခိုက်လို့စုပေးလိုက်ရတဲ့၃မိုင်ရွှေပြည်သားနဲ့ KBC ဖျားကြောင်းကုန်းတွေကို မနေ့ကညနေပိုင်းမှာကျွန်တော်တို့ KNA ကပြန်လဲသိမ်းပိုက်လိုက်ပြီးဗမော်တိုက်ပွဲကတော့ပြင်းထန်နေတယ်စစ်တပ်တပ်စခန်းအချို့ကို KNA ပြန်လဲသိမ်းပိုက်လိုက်ပါတယ်စစ်တပ်ဘက်ကတေဆုံးသူများပြားတယ်စစ်ခွေး90ကျော်လောက်တေဆုံးနိုင်ပါတယ်လို့ KNA ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုပါတယ်ဗမော်မျိုးသိမ်းတိုက်ပွဲကို2024ခုနှစ်ဒီဇင်ဘာလပိုင်းမှာစတင်က KNA ပူးပေါင်းတပ်ဖွဲ့တွေကဆင်နွှဲနေခြင်းဖြစ်ပြီးလက်ရှိအချိန်ထိတိုက်ပွဲများနေ့စဉ်ပြင်းထန်နေစေဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ငဖဲမြို့နယ်နယ်ရီကန်တိုက်ပွဲအတွင်းမှထွက်ပြေးလာတဲ့စစ်တပ်ရဲ့တပ်မ99နဲ့စကခဆက်ခွန်မှစစ်သား28ဦးကိုအရှင်ဖမ်းပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းငဖဲမြို့နယ်နယ်ရီကန်တိုက်ပွဲအတွင်းမှထွက်ပြေးလာတဲ့အကြမ်းဖက်စစ်တပ်ရဲ့တပ်မ99နဲ့စကခဆက်ခွန်မှစစ်သား28ဦးကိုအရှင်ဖမ်းမိခဲ့ကြောင်း People's Revolution Alliance မှတာဝန်ရှိသူတို့ကပြောဆိုပါရယ်။ဇူလိုင်လနဲ့စက်တင်ဘာလပိုင်းမှာ ငဖဲမြွနဲ့နေရီကန်ဝင်းကျင်တိုက်ပွဲမှာထွက်ပြေးလာတဲ့အကြံဖတ်စစ်တပ်ရဲ့တပ်မကိုကိုနဲ့စကခဆက်ခွန်လက်အောက်ကန်စစ်သား29ဦးကို PR မကွေးတပ်ဖွဲ့ကအရှင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ယင်းဖမ်းဆီးရမိတဲ့စစ်တုံးပတ်29ဦးထဲမှာအများစုကအထက်မှစစ်မှုတန်းဥပဒေအရပေါ်တာဆွဲခံထားရတဲ့အပတ်စဉ်9နဲ့အပတ်စဉ်73တို့မှစစ်မှုတန်းတပ်သားတွေများဖြစ်ကြောင်းယင်းစစ်တုံးပတ်များကိုနိုင်ငံတကာစစ်တုံးပတ်ဥပဒေ စီမင်းစီကံများနဲ့အညီကောင်းမွန်စွာထိန်းသိမ်းထားကြောင်းသိရှိရပါတယ်။ကျွန်တော်တို့ဒီစစ်တုံဘန်းတွေကိုနှစ်တုပ်ခွဲမိတာပေါ့။တချို့နေ့တွေမှာ9ရောက်မိတာရှိတယ်6ရောက်မိတာရှိတယ်။တချို့နေ့တွေမှာလည်း10ရောက်မိတာတွေရှိတယ်။9လပိုင်းနဲ့9လပိုင်းတွေမှာမိတာပေါ့လို့ People's Revolution Alliance မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။ဒါအပြင်ငပေးမြို့နယ် Amberan လမ်းတစ်လျှောက်နဲ့ပသိမ်မုံရွာလမ်းပိုင်းတို့မှာ PRA မကွေးတပ်ဖွဲ့ကမဟာမိတ်များနဲ့ပူးပေါင်းကတိုက်ပွဲများပေါ်ဆောင်နေပြီး တိုက်ပွဲတွင်အချမ်းဖတ်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများပြားကြောင်းသိရှိရပါတယ်။အချမ်းဖတ်စစ်တပ်ဟာအာနာသိမ်းပြီးချိန်မှစတင်ကယနေ့ချိန်ထိအဖက်ဖက်မှရှုံးနိမ်ပြိုလဲနေခဲ့ကြောင်းတိုးတော်မှလည်းရွေးကောက်ပွဲနီးလန်းနဲ့နိုင်ငံရေးထွက်ပေါက်ရှာပွေခြင်းယင်းနှမြုံနှံမှုနဲ့ကုံတွယ်ရေးကိုအတုံးချကာနိုင်ငံတကာဆက်ဆံရေးထူထောင်ခြင်းအတ္တမစစ်မှုတန်းဥပဒေကိုအသက်သွင်းကာစစ်အင်အားဖြည့်တင်းခြင်းစတဲ့ကြိုတင်ပြင်ဆင်မှုများပြုလုပ်လာပြီးနောက် နိုင်ငံအဝန်စစ်မျက်နှာများကိုတက်ဖြန့်ထိုးစစ်ဆင်လျက်ရှိပါကြောင်း PRA မကွေးတပ်ဖွဲ့ဟာရန်သူထိုးစစ်တွေကိုကြမ်းကြမ်းခံခုခံလျက်ရှိပြီးစစ်နောက်ပိုင်းဒေသတွေမှာလည်းပျောက်ကြားဒေသများတိုးချဲ့ပေါ်ဆောင်လျက်ရှိကြောင်းသိရှိရပါတယ်။နေဦးတော်လိုင်းရင်မှာလက်နက်ကင်တပ်ဖွဲ့ရေဟာအလျားလိုက်ပုံစံပုံမဖြစ်ထွန်းလာခဲ့ပြီးတော်လိုင်းရေးကာလ9နှစ်နီးပါးကြာမြင့်လာသည့်အထိတပ်ဖွဲ့ချင်းအကောင့်မှုလည်းအကန့်အသတ်ဖြစ်ခဲ့ကာတပ်ပေါင်းစုတဒံစုစည်းမှုလည်းအားနေခဲ့ကြောင်း အကြံပတ်စစ်တပ်ရဲ့ကြောပြန်အကောင်းလာမှုမှာထင်းချုပ်ဒေသအချို့ပြန်လည်လက်လွတ်ရမှုများလည်းရင်ဆိုင်နေရပြီးယနေ့ချိန်ဟာတော်လိုင်းအင်အားစုအသီးသီးရဲ့တပ်ပေါင်းစုမူဝါဒကိုလက်တွေ့ကျကျကျစ်သုံးအကောင့်ထဲဖော်ရမယ့်ကာလလို့ယူဆပါကြောင်း။နှွေဦးတော်လိုင်းရေးကာလ9နှစ်နီးပါးကာလအတွင်းဖိနှိပ်မှုပေါင်းစုံကိုခါစီခံလာခဲ့ကြရတဲ့လူမှုမျက်နှာကိုငဲ့ကမိမိတသိန်းတစ်ဖွဲ့အာကောင်းရေးထက်တော်လိုင်းရေးတစ်စုံလုံးအာကောင်းရေးကိုဥတည်နိုင်ရမှာဖြစ်ကြောင်းတော်လိုင်းအင်အားစုအသီးသီးအနေနဲ့ ကွေးပြတဲ့အမိန်ပေးကုတ်ကဲမှုတဲ့အာပြန့်ကျင်မှုဘန်ဒါရီလီလွင်မှုတွေကိုအကျစ်လက်ဆုံးပေါင်းစည်းကတညီတညွတ်ထဲတိုက်ပွဲဝင်ကြရမယ့်ကာလလို့ယုံကြည်ကြောင်း People's Revolution Alliance မှတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲတော်ကိုမင်းအွန်လိုင်းတက်ရောက်မှဖြစ်တဲ့အတွက်တက်ရောက်မဲ့သူတွေရဲ့ကိုယ်ရေးအချင်းနောက်ကျောင်းရာဇဝင်များစီးစစ်ပြီးလုံခြုံရေးအထူးတင်းကျပ်က drone cat နဲ့ဂျမ်းမာအများပြချထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲတော်ကိုအကျန်းဖက်မင်းအောင်လိုင်တက်ရောက်မှာဖြစ်တဲ့အတွက်တက်မဲ့ចောင်းသားចောင်းသူများဆရာဆရာမများနဲ့မန္တလေးမြို့ခံများရဲ့ကိုယ်ရေးအချင်းနောက်ចောင်းရာဇဝင်များကိုစစ်တပ်ကအထူးစစ်ဆေးပြီးလုံခြုံရေးအထူးတင်းကျပ်ထားကြောင်းမန္တလေးတက္ကသိုလ်မှဆရာဆရာမအတိုင်းဝိုင်းကပြောဆိုပါတယ်။မနေ့ဖြန်အော်တိုဘာလ၄ရက်နေ့မှာမန္တလေးမြို့မဟာအောင်မြေမြို့နယ်83လမ်းမော်ရှိ မန္တလေးတက္ကသိုလ်မှာရာပြည့်အခမ်းအနားဖွင့်ပွဲနဲ့ဆက်ဆက်အခမ်းအနားကိုကျင်းပပြုလုပ်မှာဖြစ်ကြောင်းမန္တလေးတက္ကသိုလ်ရာပြည့်ပွဲတော်ကိုမင်းအွန်လိုင်းနဲ့မိမကြည်ကျူလှတို့ကလာရောက်ဖွင့်လှစ်မှာဖြစ်ကြောင်းထိုအခမ်းအနားတက်ရောက်မဲ့သူအားလုံးရဲ့ကိုယ်ရေးအကျဉ်းများကိုစစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ကစီစစ်ပြီး CDM ဝန်ထမ်းများနဲ့အမျိုးတော်သူများဆွေမျိုးများမှနိုင်ငံရေးအမှုနဲ့ထောင်ချထားသူများရှိပါကတက်ရောက်ခွင့်မပြုကြောင်းသိရှိရပါတယ်ကိုကြီးအချင်းတင်ပေးရတယ်အဲ့ဒီမှာအမျိုးထဲမှာ CDM ဝန်ထမ်းရှိတာ နိုင်ငံရေးအမှုနဲ့ထောင်ချတာရှိရင်ပေးမတတ်ဘူးအခုတက်တီးတော့တည်ထားတာက ထိတ်ဆုံးကပုတ်ကိုမင်းအွန်လိုင်းလာတက်မယ်ဖွင့်ပွဲလုပ်မယ်လို့ပဲတည်ထားပါတယ်တကယ်တက်မတက်ကတော့မနှက်ပြန်စောင့်ကြည့်ပေါ်ပြီးတော့ဖုန်းတွေလည်းစစ်တယ်ရာပြည့်ပွဲတဲ့ကိုဖုန်းတောင်ပေးတဲ့ဗမလားမသိဘူးလို့မန္တလေးတက္ကသိုလ်မှနီးပြဆရာတဦးကပြောဆိုပါတယ်ဒါအပြင်မန္တလေးတက္ကသိုလ်ပတ်ဝန်းကျင်မှာ drone ကျမများ drone ကတ်များကိုလည်းခြားထားပြီးစက်တွေဖြတ်တောက်ဆက်များတင်ဆောင်ထားတဲ့ကားတွေကိုလည်းမန္တလေးမြို့မှာလှည့်လည်မှဖြစ်ကြောင် မင်းအောင်လိုက်တက်ရောက်ချိန်မှာဒရုန်းနဲ့လာရောက်ပုံကျင်မာကိုစစ်တပ်ကစိုးရိမ်တဲ့အတွက်စစ်တွေရေးဖြတ်တောက်ဆက်များစွာချထားခြင်းဖြစ်ကြောင်းသိရှိရပါတယ်။မန္တလေးတက္ကသိုလ်ဟာ1925ခုနှစ်ဇူလိုင်လ4ရက်နေ့မှာမန္တလေးဥပစာကောလိပ်ကိုစတင်ဖွင့်လှစ်ခဲ့တဲ့အတွက် နှစ်တရာ ပြည့်ခဲ့ပြီဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကျောင်းမင်းနဲ့နောင်ချိုကပြန်ဆုပ်ပေးခဲ့ရတာကိုတင်ငင်းစာယူပြီးဆောင်ရွက်မယ်လို့ TNL ပြောဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မင်းနဲ့နောင်ချိုမြို့ကနေဆုတ်ခွာပေးလိုက်ရတဲ့အပေါ်တင်ငန်းစာတွေရယူပြီးလူအပ်တဲ့ပြင်ဆင်မှုနဲ့အားသာချက်အားနည်းချက်တွေကိုပြန်လည်သုံးသပ်ကာစောင့်ရွက်သွားဖို့ရှိတယ်လို့တောင်းတက်မတော် TNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွေရီဦးကပြောကြားပါဗျာ။တနစ်ကြော်ကြားသိမ့်ပိုက်ခဲ့တဲ့ကြောင်မင်းမြို့ကနေ TNL တက်တွေအော်တိုဘာလ၁ရက်နေ့မှာဆုတ်ခွာပေးလိုက်ရပြီးနောက်တစ်ရက်ဖြစ်တဲ့အော်တိုဘာလ၂ရက်နေ့မှာ People Spring ရဲ့ဆက်သွယ်မင်းမြတ်မှုအပေါ် TNL ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောကြားထားတာဖြစ်ပါတယ်။တင်ကန်းဆောင်ကတော့အများကြီးရပါတယ်။အများကြီးဆိုတဲ့တိုက်ပွဲနဲ့တချို့ဟာရီအလုံးလဲသူ့ထင်မြင်ယူဆချက်နဲ့ရင်းနေတာမျိုးတွေလည်းရှိတယ်။တချို့ကလည်းစာရီပေးဖို့ပြီးတော့မှရေးသားတာမျိုးတွေရှိပါတယ်။ကျမတို့ဘက်ကလည်းတင်ကန်းစာရီကတော့ရယူပြီးတော့မှလိုအပ်တဲ့ပြင်ဆင်မှုတွေလိုအပ်တဲ့အားသာချက်အားနည်းချက်တွေကိုပြန်လည်သုံးသပ်ပြီးတော့ဆောင်ရွက်သွားဖို့ရှိပါတယ်လို့လူကြီးဦးကဆိုပါတယ်။ DNL အနေနဲ့ တစ်တုံညာနှစ်ကောင်စစ်စင်ရေးဒုတိယပိုင်းမှာမဟာမိတ်တပ်တွေနဲ့အတူထိုးစစ်ဆင်သိမ်းပိုက်ခဲ့တဲ့ကြောင်မင်းနဲ့နောင်ချိုမြို့ကိုစစ်တပ်ကဒဏ်ပြန်ထိုးစစ်ဆင်လာချိန်မှာဟန်ပြပဲတိုက်ခဲ့တာမဟုတ်ဘူးလို့လည်း TNL ကပြောဆိုပါတယ်။အကောင်ဆုံးခုခံကာကွယ်ခဲ့ပြီးစစ်ကောင်စီနဲ့နိုင်ငံရေးသဘောတူညီမှုလည်းရှိမှထားဘူးလို့သူကဆက်ပြောပါတယ်။လက်တလုံးမှာကြောင်မင်းနဲ့နောင်ချိုကိုယာယီဆုပ်ပစ်လိုက်ရတာသာဖြစ်တယ်လို့လည်းသူကဆိုပါတယ်။စီးရင်မှာတော့အလှည့်ပြောင်းတွေတော့ရှိတာပေါ့လေ။ကိုအေးတာတဲ့အချိန်ရှိတယ်လို့ကိုအေးနှိမ့်တာလည်းရှိတယ်။ ပြင်ဆင်မှုအားကောင်းတဲ့သူကတော့စီရေးမှာအနိုင်ရမှာဖြစ်ပါတယ်။ဆိုတော့ကျမတို့ဘက်ကလည်းလိုအပ်တဲ့ပြင်ဆင်မှုတွေလိုအပ်တဲ့အားသာချက်အားနည်းချက်တွေတင်ငန်းစာရယူပြီးတော့မှပြန်လည်ပြင်ဆင်ပြီးတော့နောက်တစ်ခါဆိုတာအပြောင်းလဲတွေဖြစ်လာနိုင်ပါတယ်။လောလောဆယ်ကတော့ဘာမှရေးရသေးကြတာတော့ပြောနိုင်ခြင်းမရှိသေးပါဘူးလို့လူကြီးဦးကဆိုခဲ့ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအခုလို့ဆုံးတီနာဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေ။နောက်ထပ်ပြည်ရင်ပြည်ပသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။ ားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။နေကြပါ